မင်္ဂလာပါရှင်ပထမဆုံးသတင်းပုတ်အနေနဲ့နေပြည်တော်ပြည်တဲ့တူရဲမူကောင်ရဲဘော်တူကိုအပြစ်ပေးရှာနေတာကြောင့်တေဆုံးပြီးရုပ်အလောင်းကိုမြေမြုပ်အဆဖြောက်တဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်ရှင်အမျိုးတိုင်းရအစိုးရ NUG ပြည်ထုတ်ကာကွယ်ရေးတပ်မတော် PDA နေပြည်တော်တိုင်းစစ်ဌာနတရင်ရှိရာနေဒူးတရင်မူကောင်ရဲဘော်တူကိုအပြစ်ပေးရှာနေခဲ့တာကြောင့်တေဆုံးခဲ့ရတယ်လို့ရှိရာနေရဲဘော်ဟောင်းတူကပြောပါရယ် အဆိုပါရုပ်အလောင်းကို100နဲ့တရင်ရဲဘော်ဟောင်းတူရဲတိုင်းကြားချက်အရာခရနေပြည်ရဲဌာန KSP အပါအဝင်ဇယဝွန်ကျေးရွာတာဝန်ရှိသူများနယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းတွေကနိုဝင်ဘာလ22ရက်နေ့မှာတွားရောက်တူဖော်ခဲ့ပါတယ်။အဲ့ဒီလိုတူဖော်ရမှာနေပြည်တော်ပြည်တဲ့100နဲ့တရင်စခန်းဟောင်းတောင်ဖက်ပေ300ခန့်အကွာမှာစောင်းနဲ့ပတ်ပြီးမြုပ်နှံထားတဲ့လူငယ်ရုပ်အလောင်းတစ်ခုတွေ့ရှိခဲ့ပါတယ်။ ဖြစ်စဉ်မှာပြီးခဲ့တဲ့ Evela ပိုင်းကအဲ့ဒီစခန်းတွင်ရှိရနေတဲ့ရင်ရဲဘော်လွမ်းမိုးကိုဒုတရင်မူဆရာကျောင်းအပါဝင်တာဝန်ရှိသူတွေက အပြစ်ပေးနှိပ်စက်စင်တေဆုံးတွားတာဖြစ်တယ်လို့လာရောက်တိုင်ကြားတဲ့ရှိရနေရဲဘော်ဟောင်းက KBB ကိုပြောကြားခဲ့ပါတယ်။ဆက်စင်းနေစဉ်ရဲဘော်လွမ်းမိုးကရေတောင်တောက်ရတက်ခွေမှုဥက္ကာကရေပုံနဲ့စားရည်ဖြောပြီးလေပင်ကိုခြေထောက်နဲ့ဖိနှင်က စားရည်တွေ လောင်းချတိုက်ခဲ့တယ်လို့ရှစ်ရနေရဲဘော်ဟောင်းကပြောပါရယ်အဲ့ဒီနောက်၃ရက်မြောက်နေ့မှာရရှိတန်းရရနေရဲဘော်လွမ်းမိုးတေဆုံးခဲ့ရပြီးဒူတရင်မူဆရာချောင်းရဲ့အမိတ်ပေးခိုင်းစေမှုနဲ့ရဲဘော်ရှီဦးကစခန်းတောင်ဖက်မှာတွားရောက်မြုံနိုင်ခဲ့ရတယ်လို့ပြောပြခဲ့ပါရယ်အဆိုပါကိစ္စနဲ့ပတ်သက်ပြီးခရနီလူထုတန်အနေနဲ့နေပြည်တော် PDF နဲ့နေပြည်တော်တိုင်းစစ်ဌာန COC ဘူလေယံကိုဆက်တွင်မေးမြန်းဆဲဖြစ်ပါရယ် အဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတာဝန်ရှိသူဆရာကျောင်းကိုရဲဘော်နိုင်လင်းနဲ့တက်ခွေမှုရဲဘော်အုပ်ကာတို့ကိုရဲဘော်တေစေမှု အလောင်းပြမှုတို့နဲ့နေပြည်တော်တန်းစစ်ဌာနကရှာထူးဖြုတ်တင်ပြီးအချုပ်ချထားကောင်း PDS စစ်ရုံချုပ်ကကိုင်းတွယ်စစ်စေမေးမြန်းမှာဖြစ်တယ်လို့နေပြည်တော်ရဲဘော်တွေထံကစုံစမ်းသိရှိရပါတယ်ရှင်။ ဒုတိယသတင်းတပုတ်အနေနဲ့လွိုက်ကောအချင်းထောင်ကနိုင်ငံရေးအချင်းသားတူဦးတောင်လွတ်တဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်ရှင်။ခရနေပြင်းတဲ့လွိုက်ကောအချင်းထောင်ကနေပုံမှန်905ကအမှုနဲ့အချင်းကြနေတူတူလွန်မြောက်လာတယ်လို့ခရနေနိုင်ငံရဲ့အချင်းသားများအစည်းအရုံး KPPA ကနိုဝင်ဘာလ30ရက်နေ့မှာထုတ်ပြန်ထားပါတယ် အာနာတင်းစတက်ကလာမယ်ရွေးကောက်ပွဲမှာမဲပေးနိုင်ရဲ့အတွေ့ပုံမှန်905ကနေအကျဉ်းချနေတူ3085ဦးကိုနိုဝင်ဘာလ26ရက်နေ့ကပြည်တံရှော့ပေါ်လွတ်ငင်ခွင့်ပေးခဲ့ပါတယ်။ဒါပေမဲ့လည်းနိုင်ငံရေးအကျဉ်းတောင်အ ਨੇ စုတောင်လွတ်ငင်တတခွင့်နဲ့လွတ်လာပြီး ထောင်နဲ့ချီတဲ့နိုင်ငံရေးအမှုနဲ့အကျဉ်းချနေတူတွေမှာလွတ်မြောက်ခြင်းမရှိသေးပါဘူး။ ဒါအပြင်ပုံမှန်905ကနေတရားစွဲဆိုခံထားရသူ9580ဦးကိုလည်းအမှုပိတ်တင်ကြောင်းကြေညာထားပါတယ်။မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရဲ့အကျဉ်းတောင်းကွန်ရက်ကပြုစုထားတဲ့စီရင်တွေအရနိုင်ငံအနက်905ကအမှုနဲ့လွတ်မြောက်လာသူစုစုပေါင်း405ဦးရှိတယ်လို့ဖော်ပြထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရွေးကောက်ပွဲစန့်ကျင်ရေးကမ်ပိန်းတွေဆက်လုပ်မယ့်သတင်းကိုတင်ဆက်ပေးချင်ပါတယ်ရှင်။ ခရနေပြည်နယ်မှာစစ်တပ်ပြုလုပ်မဲ့အတုယောင်ရွေးကောက်ပွဲစတင်ရေးကမ်ပိန်းကိုဆက်လက်လှုပ်ဆောင်တော်မှာဖြစ်တယ်လို့ခရနေအမျိုးသားလူငယ်အစည်းအရုံး KNY ကတာဝန်ရှိသူတူကပြောပါရယ်။2025ခုနှစ်နိုဝင်ဘာလအတွင်းခရနေပြည်နယ်မှာရှိတဲ့မြို့နယ်တချို့မှာ KNY ကအရက်တောင်တွေကို2008ဖွဲ့စည်းပုံအခြေခံဥပဒေမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲဆိုင်ရာသမိုင်းကြောင်းလက်ရှိခရနေရဲ့နိုင်ငံရေးအခြေအနေ ဆက်တက်ပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲပုံစံနဲ့ Federal အကြောင်းတို့ကိုမျှဝေပေးခဲ့ပါတယ်။ဒါအပြင်ဆက်တက်ပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်တဲ့ poster ကတ်ချင်တဲ့လက်ကန်စာဆောင်တွေပြန့်ဝင်ပေးခြင်းတို့ပြုလုပ်ခဲ့ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရွေးကောက်ပွဲစန့်ကျင်ရေးကမ်ပိန်းတွေဆက်လုပ်မဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်ရှင်။ ခရနီပြည်နယ်မှာစစ်တပ်ပြုလုပ်မဲ့အတုယောင်ရွေးကောက်ပွဲစတင်ရေးကမ်ပိန်းကိုဆက်လက်လှုံ့ဆော်တော်မှာဖြစ်တယ်လို့ခရနီအမျိုးတောင်းလူငယ်အစည်းအရုံး KNY ကတာဝန်ရှိသူတူကပြောပါရယ်2025ခုနှစ်နိုဝင်ဘာလအတွင်းခရနီပြည်နယ်မှာရှိတဲ့မြို့နယ်တချို့မှာ KNY ကအရက်တောင်တွေကို2008ဖွဲ့စည်းပုံအခြေခံဥပဒေမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲဆိုင်ရာသမိုင်းကြောင်းလက်ရှိခရနီရဲ့နိုင်ငံရေးအခြေအနေ စစ်တပ်ပြည်လုံးမဲ့အတူရောင်ရွေးကောက်ပွဲ ပုံစံနဲ့ဖက်ဒရယ်အကြောင်းတို့ကိုမျှဝေပေးခဲ့ပါတယ်။ဒါအပြင်စစ်တပ်ပြည်လုံးမဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်တဲ့ပိုစတာကတ်ချင်တဲ့လက်ကန်စာဆောင်တွေပြန့်ဝင်ပေးခြင်းတို့ပြုလုပ်ခဲ့ပါတယ်ရှင်။နောက်ဆုံးတတင်းတပုတ်အနေနဲ့ရွာငံမြုပ်နယ်ပြူကောင်းဆောင်ဝင်းမြစ်ကို TSMDA ကရှင်းလင်းတဲ့တတင်းကိုတင်ဆက်ပေးချင်ပါတယ်ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြုတ်နယ်အတွင်အရက်တာပြည်သူတွေကိုအကြမ်းဖက်မှုတွေကျူးလွန်နေတဲ့စစ်တပ်လက်အောက်ခံပြူစောတီကောင်းဆောင်ဝင်းမြစ်ကိုပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့တနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်မတော် DSMDA ကပြန်ကြားတောင်းဝန်ခံကိုကြားပြန်ကပြောပါရယ်ပြီးခဲ့တဲ့နိုဝင်ဘာလ29ရက်နေ့မှာရွာငံမြုတ်နယ်မှာဒုဆက်အမှုတွေကျူးလွန်ပြီးစစ်တပ်နဲ့ပူးပေါင်းကပြည်သူတွေကိုအနိုင်ကျင့်နေတဲ့ပြူကောင်းဆောင်ဝင်းမြစ်ကို DSMDA ကပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ဆိုထားပါတယ်အဲ့ဒါလိုရှင်းလင်းရမှာပြူကောင်းဆောင်ဝင်းမြင့်ထံကနေပစ္စတိုတလဲနိုင်မမကြီးစံ16တောင်းနဲ့အခြားတက်တေခံပစ္စည်းတွေသိမ်းဆီးရရှိခဲ့တယ်လို့အတည်ပြုထားပါတယ်ပြူကောင်းဆောင်ဝင်းမြက်က2021ခုနှစ်ဇူလိုင်လပိုင်းကရွာငံမြုတ်နယ်ပဲရင်တောင်ရွာကို မီးရှို့ပြီးအရတားခုံးတို့ကိုတက်ပြတ်ခဲ့ရမှာလဲပါဝင်ခဲ့ပြီး 2023ခုနှစ်မေလပိုင်းကနေဇူလိုင်လပိုင်းအတွင်းမြက်ခေါင်ရွာက နေအင်39လုံးကိုမီးရှို့ကကြောက်ပချုပ်ရွာကနေနေအင်9လုံးနဲ့အသက်15နှစ်အရွယ်မိန်းကလေးတူဦးကိုလည်းမတင်းကျင့်ခဲ့တယ်လို့ဆိုထားပါတယ်စတရရဲ့တမန်55လက်အောက်ခံစစ်တပ်တွေနဲ့ပူးပေါင်းပြီး2022ခုနှစ်စွန်လပိုင်းမှာလွှတ်စင်ကျွာကအရက်သားနေအင်လေးလုံး မင်းပလောင်ကျေးရွာကိုရွာလုံးစုမြေရှုပ်ဖြက်စီခဲ့ပြီးရွာငယ်မြို့နယ်အတွင်းမှာရှိတဲ့တစ်တွေကိုလည်းတရားမဝင်ခိုးယူကောင်းခုံခေါတွေကိုလည်းသုံးမြေကောက်ခံတဲ့သူဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်ပြည်သူတွေကိုလည်း PDN နဲ့ပူးပေါင်းတယ်လို့အကြောင်းပြပြီးဖန်ဆီးခေါ်ဆောင်နှိမ့်ဆက်ခြင်းတွေရှိတဲ့အတွက်ရွာငယ်မြို့နယ်အတွင်းအရတားပြည်သူတွေမှာစိုးရင်ကြောက်လန့်ခဲ့ရပါတယ်။ ဒါကြောင့် DSNDA အဖွဲ့အနေနဲ့ပြူကောင်းဆောင်ဝင်းမြစ်ကိုရှင်းလင်းခဲ့ပြီးသူတို့ရဲ့လက်အောက်ခံပြည်တွစ်စ်တွေပြူစောထီတွေနဲ့စစ်တပ်ထောက်တိုင်းတွေကိုလည်းပြည်သူအပေါ်အနိုင်ကျင့်ရှုံးမှမှုတွေကျူးလွန်လာပါကထမှန်ရှင်းလင်းတော့မှဖြစ်တယ်လို့တတိပေးထားပါရရှင်။